ကဲဒီလိုလေးစဉ်းစားကြည့်အောင်ရှေးကြားတဲ့ကျမ်းတစ်ဆောင်ကိုပေါ့နော်ဒီနေ့ခေတ်ဇလန်းခွဲချမ်းစိဖျားတဲ့ပညာရနဲ့ချင်းကက်ကြည့်လိုက်ရဲ့ဘာတွေများတွေ့လာရမလဲဆိုတော့ဒီနေ့အတူတူလေးလာဖို့ထုတ်ကြည့်မှာကတော့ရှင်မာကုခုဝင်ကျမ်းထဲမှာဖစ်ထားတဲ့ဇလန်းတီဆောင်ပုံရဲ့လျော့ဝှချက်တီးပါပဲအဲလိုတော့မေးစရာရှိလာတာကရှင်မာကုခရစ်ဝင်ကျမ်းစရတာဟောကနေနေဒီကနေနေပုံပြင်းနေစုထားတာမျိုးလား ါမှမဟုတ်တတိချာချာအမှုပညာမြောက်အောင်ဖန်တီးထားတဲ့ဇလန်တဘုတ်ဖြစ်နေမလားပြောရရင်ဒီချမ်းရဲ့အပေါ်ရန်အောင်မှာတမင်တကရေးဆွဲထားတဲ့ဒီဇိုင်းပုံစံတစ်ခုများရှိနေတယ်လားဆိုတာကိုအဓိကထားပြီးကြည့်သားမှာပါဒီလိုခွဲချမ်းစိတ်ဖြာဖို့အတွက်ကျွန်တော်တို့အထက်ကကိုးကားမှာကတော့ပညာရှင် Robert Elon A. ခါရဲ့သူတေသနာပါပဲသူ့ရဲ့လေးလာတွေ့ရှိချက်ကဒီချမ်းရဲ့စာပေတိဆောက်ပုံကိုဖွင့်ကြည့်ဖို့တော်တဲ့ချောင်းလို့ဖြစ်နေတာပေါ့ကဲအဓိက theory ကိုကြည့်လိုက်ကြအောင် လွန်ကောဖိုတိုဂရဲဇလန်ပုံစံကွက်ဆိုတာကဇလန်တွေကိုဖတ်ဖို့အတွက် universal decoder ring တခုလိုပါပဲဘဲဇလန်မှာမဆိုတိုးလို့ရတဲ့ပုံစံကွက်တခုပေါ့လွန်ကခါရဲ့အဆိုအရဆိုရင်ပေါ့နော်ဇလန်ကောင်းတဖို့မှာမရှိမဖြစ်အပိုင်း6ပိုင်းရှိတယ်တဲ့ပထမဆုံးက setting စိုင်းတီးတာပေါ့ပြီးရင် inciting incident ပုံမှန်ခြင်းတွေကိုတခုကဝန်းနောက်ရက်လိုက်တာအဲ့တော့မှတော့ mounting tension ဇလန်ကတဖြည်းဖြည်းရှုထွေးလာပြီးတင်းမာဝင်နေမြင့်တက်လာတယ်ပြီးမှ climax အထွေထိပ်လိုရောက်လာရောအဲဒီကနေမှ Tinu Mint ပြဒနာလေးဖြည့်ရှင်းစပြလာပြီးနောက်ဆုံး Glossia ဆိုပြီးစက်ထင်းထွားတာပါဒီနေရာမှာတကယ်ကိုစိတ်ရောစားဖို့ကောင်းတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါက Climax နဲ့ Tinu Mint ရဲ့ဆက်စပ်မှုပါပြန်တက်စကလုံးနဲ့ရှင်းပြရင်ပိုလွယ်တယ်။ climax ကိုပြန်တက်လို့ numat လို့ခေါ်လို့ရတယ်။အရေးပဲကအထုံးချီခြင်းတယ်။ဇာတ်လမ်းရဲ့ပြန်ထွန်တော်တွေအားလုံးကိုရှုထွေးအောင်ထုံးချီလိုက်တယ်လို့ပဲ။အရင်တော့လာတဲ့ဒီ numat ကတော့ပြောင်းပြန်အထုံးဖြည့်ခြင်းပေါ့ ရှုပ်ထွေးနေတဲ့ဇလံထုံးကိုတစ်ဆက်တစ်ဆက်ပြန်ဖြည့်ရှင်းသွားတဲ့အပိုင်းပါ။ဒေါ်လာတဲ့တင်စားချက်ပဲနော်။ကောက်ပြီ။ဒီ Universal Blueprint ကို ရှင်မကူခရစ်ဝန်ကျမ်းပေါ်မှာတင်ပြီးတိုက်ကြည့်ရအောင်။တကယ်ပဲကိုက်ညီရဲ့လား။ Lower Creek ကဒီကျမ်းတအုပ်လုံးကိုဒိဗယ်ရှိတဲ့အပိုင်းကြီးတွေအဖြစ်ဘလို့ဖွဲ့စည်းပြထားတယ်လဲဆိုတာကြီးလိုက်တာနဲ့အားလုံးရှင်းသွားပါလိမ့်မယ်။ဒီမှာကြည့်လိုက်ရင်ရှင်မာခုခွေဝင်ကျမ်းရဲ့ macro structure လို့ခေါ်တဲ့ခြုံငုံဖွဲ့စည်းပုံကြီးကိုတွေ့ရပါပြီ။ပထမတစ်ချက်ကြည့်ရတာအဖြစ်အပျက်တွေကိုအစင်းလိုက်ရေးထားတယ်လို့ပါပဲ။ ်ဒါပေမဲ့တေချာကြည့်လေအပိုင်းတိုင်းက2 function နဲ့တူရည်ရွယ်ချက်ရှိရှိဖော်ကြည့်ထားတာကိုတွေ့ရမှာပါအထူးသဖြင့်အလဲကပိုင်းလေး episode 4ကိုကြည့်လိုက် pivotal episode ဆိုတာကဒါဟာဇလန်တကူလုံးရဲ့ပတ်တာချတလို့အရေးကြီးဆုံးအပိုင်းဆိုတဲ့သဘောပဲဒါပေမဲ့ခဏလေးဒီ episode 4မှာထူးခြားတာတခုရှိနေတယ်သူကတခြား episode တွေနဲ့လုံးဝမတူဘူးဘာလို့လဲဆိုတော့သူကဇလန်တကူလုံးရဲ့အလဲဘို့တင်ချနိကျတိတိကျကျအလဲတဲတဲမှာရှိနေလို့ပါပဲ။ လုံကြီးကကိုတိုင်းတောင်းအံ့ဩသွားတဲ့တွေ့ရှိချက်တခုရှိတယ်။သူကဒီလိုပြောတယ်။ကျွန်တော်ရေးကြည့်လိုက်တာ episode 4မတိုင်ခင်မှာကျမ်းပိုက်3116ပုံရှိတယ်။သူ့နောက်မှာကျတော့3112ပုံရှိနေတယ်တဲ့။ကြည့်စမ်းပါ။ဤစပုံကဒါကတိုက်ဆိုင်မှုတတ်တော့ဘလို့မှမဖြစ်နိုင်တော့ဘူး။ဟုတ်ပါတယ်။ဆိုလိုတာကဒီအပိုင်းဟာခရစ်ဝင်ကျမ်းတစ်ခုလုံးရဲ့90ရာခိုင်နှုန်းထောက်ဝက်ကြတဲ့နေရာမှာအတိအကျရောက်နေတာ။ ဒါလောက်တိကျနေမှာတော့ဒါဟာစာရိတ္တုကတမင်တကနေရာချထားတဲ့ structural design ဖြစ်တယ်ဆိုတာညင်းလို့မရတော့ပါဘူးအဲ့ဒီတော့ဒီလောက်အရေးကြီးတဲ့အလဲဘဘကအပိုင်းကဘာအကြောင်းကိုပြောနေတာလဲသူ့ရဲ့အရိက theme ကမေခွန်တခုနဲ့ပဲအရာက သူပဲသူလဲဆိုတာပါပဲဟုတ်တယ်ယေရှုရဲ့ identity သူ့ရဲ့ပင်ကိုလက္ခဏာကဘာလဲဆိုတဲ့ mystery ကိုတဲတဲ့တို့မေခွန်ထုတ်ထားတဲ့အပိုင်းပါကဲဒီလို micro structure ကြီးအပြင်မှာတော့ ရှင်မဲကူကဇလံကိုပို့ပြီးအသက်ဝင်အောင်အရေးကြီးတဲ့အချက်တွေကိုပေါ်လွင်အောင်ဘလူးစပိနီပညာတွေတုံးထားတယ်လေဇလံပြောသူရဲ့လက်ကွက်လေးတွေကိုနည်းနည်းလေ့လာကြည့်ကြရအောင် long creek က peaks လို့ခေါ်တဲ့အထွတ်အထိပ်နှမျိုးကိုထောက်ပြတယ်ပထမတစ်ခုက action peaks ဒါကဘလိုနေရာတွေလဲဆိုတော့ဇလံကို slow motion ရိုက်လိုက်တယ်လို့ပဲအရှင်း shot အသေးစိတ်တွေဖြစ်စကားပြောခန်းတယ်နဲ့စက်ကောင်တွေအများကြီးတုံးပြီးအရေးကြီးတဲ့ဖြစ်ရတစ်ခုကိုအသားပြပြတဲ့နေရာတွေပေါ့နောက်တစ်မျိုးက deductive peaks ီမှာကျတော့ action ကိုခဏရပ်ပြီးတော့သုံးသင်ချက်တည်းတရားစကားတွေအတွေ့အခေါ်တွေကိုအကျယ်တမင်ရှင်းပြတဲ့နေရာတွေဖြစ်ပါတယ်။နောက်တစ်အရန်အစွမ်းထက်တဲ့ linguistic tool တစ်ခုကတော့ historical present tense ပါ။ဆိုလိုတာကအတိတ်ကဖြစ်ခဲ့တဲ့အကြောင်းကိုအခုဖြစ်နေတယ်လို့မျိုးပစ္စုပန်ကာလနဲ့ရေးပြတာ။ရှင်မာကုခရစ်ဝင်ကျမ်းမှာဒီလိုရေးဟန်တွေစုနေတဲ့နေရာတွေဟာစာရေးသူကဟဲ့ဒီနေရာကိုအာယုံဆိုင်ဆိုပြီး spotlight ထိုးပြနေလို့ပဲ။ အဲ့ဒီနေရာကိုဖတ်လိုက်ရင်အဖြစ်ပြက်ကမျက်စိရှိမှတင်ဖြစ်ပြက်နေတယ်လို့ခံစားရစေတယ်။နောက်ထပ်စွမ်းအားကြီးတဲ့တူတစ်ခုကတော့ chaisem ပါ။သူက literary sandwich လို့လည်းတင်စားကြရတယ်။နာမည်လေးအတိုင်းပဲစားဆရာ sandwich လို့ဖွဲ့စည်းပုံမျိုးပါ။ဥပမာအနေနဲ့ရှမာကုထဲကအဒီအပိုင်းကိုကြည့်။အေမာတဖက်မင်ကိုကျင်းဆက်တယ်ပြီးတော့အေမာအဲ့ဒီတဖက်မင်ချော့သွားတယ်။အဲ့ဒီအင်းနဲ့အေးစီတဲ့ပုံမနှစ်ချက်ချမှာအလဲကအသာဘီပြီးမှတော့တန်ရှင်းစီတဲ့အဖြစ်ပြက်ကိုညှစ်ထက်ထားတယ် ဒီလိုလုပ်လိုက်တော့ဘာဖြစ်သွားလဲအလေကပြီးမှတော့တန်ရှင်းရဲ့ကိစ္စကအဓိကအာယုံဆက်ခံရတဲ့အကြောင်းအရာဖြစ်သွားရောဒါကတကယ်ကိုပါနတ်တဲ့ဇလန်တီဆောင်နည်းပဲကဲဒီလို ဖွဲ့စည်းပုံတွေနီးလန်းတွေကိုတည်သွားလေ so what ဘောနော်ဒီ blueprint ကိုတည်လိုက်ရလို့ဘာထူးသွားမှာလဲရှင်မခုခရင်ဝန်ကျန်းကို ဖတ်တဲ့အခါဘလို့ပိုပြီးနက်နက်ရှိုင်းရှိုင်းနားလည်လာနိုင်မလဲအဲ့ဒီအချက်တွေကိုကြည့်ကြရအောင်ဒီလိုဖွဲ့စည်းပုံကိုတော့ဖွင့်လိုက်နိုင်တဲ့အခါမြင်လာရတဲ့ insights တွေက ပထမအချက်မုံကြွေးတဲ့အန်ဖွဲ့ရဲ့အမှုနှစ်ခုကထပ်နေတာမဟုတ်ဘူး။ဒါကယေရှုဟာထောက်ပံ့ကြွေးမွေးသူဖြစ်တယ်ဆိုတာကိုအလေးဖိခြင်းလို့တမင်တကာ parallel လုပ်ပြထားတာ။ဒုတိယအချက်သူ့ဘယ်သူလဲဆိုတဲ့မေးခွန်းကိုကျမ်းရဲ့အလေးဘဟုမှထားခြင်းအပြင်ဒါဟာဒီကျမ်းရဲ့အရိက mystery ဖြစ်ကြောင်းစာရေးသူကအချက်ပြနေတယ်။တတိယအချက်က passion narrative လို့ခေါ်တဲ့နောက်ဆုံးအပတ်တော်ဇလန်ကတကယ်တော့ Geta Shiman, Granikon နဲ့ Gubla ဆိုတဲ့3 act drama တစ်ခုလို့တိစောက်ထော်တာကိုတွေ့ရတယ်။ ။နောက်ဆုံးတစ်ချက်ကတော့တစ္ဆာဖောက်မှုဇလန်းရဲ့အတဲတလုံးမှာခြာယာစံကိုတုံးပြီးဖျားဝတ်ပြူခြင်းကိုတမင်ထည့်ထားတာကတကယ်ကိုအတိပယ်လေးနဲ့စီပါတယ်။ဒီလေလက်မှုကိုကြည့်ပြီးတွေးစရာတခုကြံခဲ့တယ်။ရှင်မာကုခရစ်ဝင်ကျမ်းမာတော့ဒီလောက်တီးကြတဲ့ blueprint ခင်းနေတဲ့ဆိုရင်ကချားရှေအောင်ကျမ်းစာတွေစာပေတွေမှာတော့ photo metu ကိုစောင့်နေတဲ့ဒီလိုရှုဝင်းဒီဇိုင်းဖုံချောင်တွေဘလောက်များများရှင့်နေနိုင်အောင်မလဲ။ဒါကတော့တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့မေးခွန်းတစ်ခုပါပဲ။